င်္ဂလာပါမြစ်ချနာသတင်းချန်နယ်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းသားလူမျိုးစုတွေရဲ့အသံတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်လေကြောင်းနဲ့လက်နက်ကြီးရန်ကြောင့်ပြည်သူလူထုအနေနဲ့ပွဲလန်းသဘင်လူစုလူဝေးပြုလုပ်တာတွေကိုရှောင်ကြဉ်ကြဖို့ KNU ကတတိပေးလိုက်ပါတယ်ပြင်ဦးမြမျိုးအနီးတဝိုက်မှာဆစ်ဆောင်နေရတဲ့ကချင်ပြည်နယ်ဗမော်မျိုးကစစ်ဘေးရှောင်အိမ်အောင်စု၄၁၈စုဟာ စားနပ်ရိက္ခာနဲ့တကူရီတန့်ရှင်းရေးအသုံးဆောင်တွေလိုအပ်နေပါတယ်။မြစ်နာမြို့ကိုနှစ်လူဝယ်မြို့ချမ်စီတီဖြစ်စစ်ကောမရှင်ကဖော်ညွှန်းခဲ့ပေမဲ့တကယ့်မြေပြင်မှာတော့ခိုးဆိုးလူရဲမှုတွေနေတိုင်းနေပါဖြစ်ပွားနေပြီးဒေရခံပြည်သူတွေလုံခြုံမှုကင်းမဲ့နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။လေချောင်းနဲ့လက်နဲ့ကြီးရန်ချောင်းပြည်သူလူထုအနေနဲ့ပွဲလမ်းသဘင်လူစုလူဝေးပြုလုပ်တာတွေကို ရှောင်တင်ကြဖို့ကချင်လွတ်လိုက်တက်မတော့ကန်ယူကန်ယီသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကသတိပေးပြောကြားပါတယ်။အန်ဒီယာမြေမုံတန်ကောလနီစရနီချေမချန်ကောတော့ကောလချဝါရမုံသာတာပွိုင်ဘလောနာရဲမချောမြင်ဖြင်ကော mong kam den lam yun na ande mong chi mong chwa nga cha asha te mong a ten tup mong ni te pom chi khat te pom chi khat ka ခွာရှင်လုံလာမမတူအရှင်လုံမခါရဲကတုတ်နေထူတာဇွန်နေနေရှိကမ်တတဲ့ဇွန်နေနေစတိမချာဇွန်နေနေတင်ရန်ကလောနာမရဘူကာပေါ်မမရှာဖုံကြောမကြောအလမ်နကောမိုင်ဘင်းတရမ်အန်တလမန်ကိုပွဲကမ်ရာပရမပွဲရှိရာကလောမရှာဖုံမကြောအနေကိုအိုင်ဘင်းတရမ်ပွဲကမ်ကငုနာကြောင့်ပဲဇွန်မီယိုရဲ့ ကချင်လူလရဲ့တမတော် KIA ထိန်းချုပ်ထားတဲ့ဆော်လွန်မြို့နယ်လန်ဆဲရွှေမော်ဒီရာဘက်ကိုစက်တင်ဘာလ22ရက်နေ့ကစစ်ကော်မရှင်ကနေလေနက်ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံအုပ်တည်ဆုံခဲ့ရပါတယ်။ဒါအပြင်ဖက်ကန်ဒေသဘက်မှာလည်းလက်နက်ကြီးဒရုန်းပစ်ခတ်မှုတွေကြောင့်ဒေသခံတွေတည်ဆုံမှုရှိနေပါတယ်။လက်ရှိအချိန်မှာတော့ဖက်ကန်ဒေသအင်ဒိုဂျီလန်ဆဲဝိုင်းမော်လမြန်စစ်မြေပြင်နဲ့ဗမော်မြို့ဘက်တွေမှာစစ်ရေးတင်မာနေရပါဝိုင်းမော်လမြန်စစ်မြေပြင်ဘက်မှာ ကချင်လူလိုက်ရေးတမတော် KIA နဲ့စစ်ကော်မရှင်တို့ကြားစစ်ရေးတင်းမာတာတလားလောက်ရှိနေပြီဖြစ်ပြီးလက်ရှိအချိန်အထိ KIA ဘက်ကတပ်စခန်းဆုတ်ခွာသွားတာမျိုးမရှိဘူးလို့ဗိုလ်မှူးကြီးနော်ဘူးရဲ့ပြောပြချက်အရာသိရပါဗျ။စစ်ကော်မရှင်ကဝိုင်းမော်လမြန်းနန်းစောယန်ကျေးရွာဘက်ကိုလေရင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတဲ့အပြင်မြေပြင်စစ်ကြောင်းထိုးတာပါရှိနေတဲ့အတွက်စစ်ရေးတင်းမာနေတဲ့အခြေအနေပါ။ဝိုင်းမော်ဘက်ကစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ကချင်လူလိုက်ရေးအဖွဲ့အစည်း KOKA တည်င်းနဲ့ပြန်ကြားရေးဌာနရဲ့စက်တင်ဘာလအတွင်းဖော်ပြခဲ့တဲ့တည်င်းရုပ်တံတွေမှာတော့စစ်ကော်မရှင်တပ်ဟာ KIA ပူးပေါင်းတပ်တွေရှိတဲ့ဝိုင်းမော်စစ်မြေနဲ့ပြင်ဘက်ကိုလေရင် drone လက်နက်ကြီးတွေနဲ့အပြင်းထန်တိုက်ခိုက်နေရလို့သိရပါတယ်။ဒါအပြင်ဗမာမျိုးဘက်မှာတော့စစ်ကော်မရှင်ဘက်ကလေရင် drone တွေနဲ့ပုံကျဲတိုက်ခိုက်တာနေတိုင်းနေပါရှိနေတဲ့အပြင်မျိုးရက်ွက်ယုံကြည်ပက်လက်စစ်ကော်မရှင်တပ်သားတွေမြေပြင်စစ်ကြောင်းထိုးနေပါတယ်။ မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့အနီးတွိုင်းမှာဆစ်ဆောင်နေရတဲ့ကချင်ပြည်နယ်ဗမော်မြို့ကစစ်ဘေးရှောင်အိမ်နောက်စု438စုဟာစာနာရိတ်ခါနဲ့တကွေတန့်ရှင်းရေးအသုံးဆောင်တွေလိုအပ်နေတယ်လို့သိရပါတယ်စံစီစားရဲအခြေခံစားတောက်ကုန်တွေအပြင်စောင်းချင်းထောင်ဖျားဝခွက်ပကံတကိုရီတန့်ရှင်ရဲ့အတုံးဆောင်တွေနဲ့ဂျမကြီးအထောက်ကူတွေလိုအပ်နေတယ်လို့စေဝေးရှောင်းတွေကိုကူညီပေးနေတဲ့တုံညာဒုက္ခပရဟိတအတင်းကောင်းဆောင်ကိုထွေကပြောပါရယ် ဒီဦးလေးဘက်မှာပြောင်းလာတဲ့လူတွေကအကူအညီအထောက်ပံ့နေရတာမရတလောက်ကိုပါဖြစ်တာပေါ့ဘလင်းမတိုင်ခင်တော့ကျတော့သူတို့တွေကမန်လေးမှာနေကြလीနော် မင်းလေးမနေကြတော့ဒီလိုမျိုးအလူရှင်အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ်စည်ရင်းတွေပို့ကြတာပေါ့ပို့ကြတဲ့အချိန်မှာအလူရှင်အဖွဲ့အစည်းတွေဆိုတာလည်းသူတို့လည်းလောက်ထုံးလုံးကြီးတွေနဲ့အစစ်စစ်ဖြတ်တန်းရတယ်လို့ထင်တယ်နော်အလူပစ္စည်းတွေကမရသေးဘူးလေဒါပေမဲ့တကယ်ပြီးတဲ့အချိန်ကျတော့မန္တလေးမှာမနေကြတော့ဘူးပေါ့အများကြီးကဒီပြည်ဦးလည်းပြောင်းပြောင်းတော့အဲ့လိုမျိုးပြန်ဖြစ်တာလည်းလောချော်မှုတွေတိုင်းဖြစ်သွားတော့ လက်တလုံးမှာဗမောစစ်ပိတ်ဆောင်ဗီတူတွေဟာပြည်ဦးလူမျိုးနွယ်အတွင်းကဘုံကြီးချောင်းဝင်းတွေအတိမိတ်ဆွေအိမ်တွေနဲ့မြို့ရွာတွေအတွင်းကအိမ်တွေငါးပြီးနေထိုင်နေကြရလို့သိရပါတယ်။တချို့ဟင်တော်စုတွေကတော့ဒီလပိုင်းမှာပဲအချိန်အရရကြောင့်ပြောင်းရွှေ့ထိန်းဆောင်လာကြတဲ့သူတွေဖြစ်ပြီးအများစုကတော့အမနစ်ကဒီဇင်ဘာလမှာမန္တလေးမြို့ကိုထိန်းဆောင်ခဲ့ပြီးငလင်ချောင်းပင်ဦးလင်းကိုချမှတ်ရွှေ့ပြောင်းရတာလို့ဆိုပါတယ်။ မန္တလေးကိုအရင်ကြောင်းတယ်ပေါ့ကြောင်းကမန္တလေးမှာလည်းခြေလီနှုတ်တော့အိမ်လေးပြူအဆောင်လေးပြက်ဆိုတော့ရာတီဥလူလည်းအရင်ပြင်းထန်တဲ့ကချင်ပြည်နယ်ဘက်ကလာတဲ့လူတွေနဲ့မကိုက်ညီဘူးဆိုတော့ဒီအနီးနားပြူဦးလင်ဘက်ကိုအဲ့လိုမျိုးလုံးချင်းနဲ့ကြောင်းကြတယ်အရေးစပေးဆောင်တွေဟာမနေ့2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့စစ်ကောင်စီနဲ့အကြမ်းရေးတပ်တို့ရဲ့တိုက်ပွဲကြောင့်နေရာစွန့်ခွာပြီးချက်ပြေးတင်ဆောင်နေရသူတွေဖြစ်ပါတယ်။ စေတနာရှင်လူရှင်တွေလူမှုကွန်ရက်အဖွဲ့အစည်းတွေ NGO တွေကိုလည်းအကူအညီတောင်းခံနေလို့ဆိုပါရယ်။ကုညီပေးလို့ရတဲ့လူရှင်တွေအနေနဲ့တုံညဒုက္ခပရဟိတအတင်းကောင်းဆောင်ကိုထွေဖုန်းနံပါတ်3969669000ကိုဖြစ်စေတုံညဒုက္ခပရဟိတလူငယ်အတင်းဆိုရဲလူမှုကွန်ရက်စာမျက်နှာရဲ့ Messenger မှာဖြစ်စေဆက်သွယ်နိုင်ပါရယ်။စစ်ကောင်ရှင်ရဲ့ပြည်သူစစ်ပူပေါင်းတပ်တွေက ဝိုင်းမော်ကမ်ပိုင်ဒီလန်းနဲ့ဝိုင်းမော်ချီမွေလန်းကိုပြန်လည်ထိန်းချုပ်ရယူဖို့အင်အားသုံးတိုက်ခိုက်နေပါတယ်။ဝိုင်းမော်ကမ်ပိုင်ဒီလန်းနဲ့ဝိုင်းမော်ချီဖွေလန်းကိုပြန်လည်ထိန်းချုပ်ရယူဖို့အစီအစဉ်နဲ့စစ်ကော်မရှင်ရဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေကလက်မြောင်စစ်မျက်နှာပြင်ဘက်အင်အားအများအပြားနဲ့တိုက်ခိုက်နေတဲ့အခြေအနေဖြစ်တယ်လို့သုံးသပ်မိတဲ့အကြောင်းအချင်းလွတ်လပ်ရေးအဖွဲ့ CKOKIA တည်နေပြန်ကြားရေးဌာနရဲ့တည်င်းထုတ်လွှင့်ချက်အရာတည်ရပါတယ်။စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ KIA ပူပေါင်းတရှိရာလမြန်စစ်မျက်နှာပြင်ဘက်နေတိုင်းနေပါခြေလင်းစစ်ကြောင်းနဲ့ထိုးစစ်စင်တိုက်ခိုက်နေတဲ့အပြင်လေယာဉ် drone လက်နက်ကြီးတွေကိုအ धिक အားစိုက်တိုက်ခိုက်နေရလို့လဲဆိုပါတယ် Jet fighter drone နဲ့ပုံကျဲတိုက်ခိုက်နေတဲ့အပြင်တိုက်ပွဲဖြစ်ပွားရာနေရာအနီးတစ်ဝိုက်မြစ်ချနာဘက်ချန်ကနေလဲလက်နက်ကြီးပစ်ကူတာရှိတယ်လို့ KIO KIA ဒေသနဲ့ပြန်ကြားရေးဌာနရဲ့ September 25ရက်နေ့ထုတ်လွှင့်ခဲ့တဲ့သတင်းအရာသိရှိရပါတယ်လမြန်စစ်မျက်နှာပြင်ဘက်စစ်ကော်မရှင်တပ် SNA ပြည်သူ့စစ်နဲ့ မင်းစေတန်းပြည်သူစစ်ပူပေါင်းတပ်တွေကခြေလင်နဲ့စက်တင်ဘာလ22ရက်နေ့မနက်မှာစတင်တိုက်ခိုက်ခဲ့ပြီး KIA ပူပေါင်းတပ်ကနေခုခံတိုက်ခိုက်ခဲ့တဲ့အတွက်ပြန်လည်ဆုတ်ခေါ်သွားတယ်လို့လည်းစက်တင်ဘာလ23ရက်နေ့ကထုတ်လင်းတဲ့သတင်းအရသိရပါဗျ။ ။လမြောင်စစ်မြေပြင်ဘက်မှာတော့ကချင်လွတ်လပ်ရေးတာမတော် KIA နဲ့စစ်ကော်မရှင်တပ်တို့ကြားစစ်ရေးတင်းမာနေတာတလားလောက်ရှိနေပြီဖြစ်ပြီးလက်ရှိအချိန်ထိ KIA ဘက်ကတပ်စခန်းဆုတ်ခွာသွားတာမျိုးမရှိဘူးလို့လည်းဘုံမူကြီးနော်ဘူးရဲ့ပြောပြချက်အရသိရပါဗျ။တိုက်ပွဲအတွင်းဝိုင်းမော်မျိုးအတွင်းကစစ်ကော်မရှင်တပ်ရဲ့58တိုင်းရင်တစ်ခုကလွဲရင်ဝိုင်းမော်လိုက်စားလမ်းပိုင်းကစစ်ကော်မရှင်ရဲ့အထိုင်တပ်စခန်းကြီးတွေအားလုံးကို KIA ကနေတင်ပိုက်ထားနိုင်တဲ့အပြင်ဝိုင်းမော်ဝရှောင်းလမ်းဘက်ကစတုံးကံပိုက်ဒီအပြင်ချဖွေဆော့လော်စတဲ့နေရာတွေကိုပါတင်ပိုက်ထားတာပါ မြို့နယ်၁၈မြို့နယ်ရှိတဲ့ကချင်ပြည်နယ်မှာစစ်ကော်မရှင်ကမြို့နယ်ပေါင်း၉မြို့နယ်မှာပဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းတွေကိုဖွဲ့စည်းထားပါတယ်။ အဲ့ဒီအကြောင်းတွေကိုတော့စစ်ကော်မရှင်ရဲ့မြန်မာနိုင်ငံပြန်တမ်းအသွေး88အမှတ်39မှာဖော်ပြချတာဖြစ်ပါတယ်။မြို့နယ်ယူကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဖွဲ့ထားတဲ့မြို့နယ်တွေကတော့ခွန်လန်ဖူ၊နောင်မွန်၊ဘူတာအိုမချောင်ဘော၊မိုးကောင်း၊မွန်ညင်၊တနိုင်၊မချနာနဲ့အဝိုင်းမွန်မြို့နယ်တို့ဖြစ်ပါတယ်။အဲ့ဒီကိုမြို့နယ်ထဲကခွန်လန်ဖူ၊နောင်မွန်၊ဘူတာအို၊မွန်ညင် တနိုင်းနဲ့မိချနာတို့ကတော့စစ်ကောမရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတစ်အထက်မှာပါတဲ့မျိုးနေတွေဖြစ်ပါတယ်။ကော်မရှင်အဖွဲ့ခွဲတွေခွဲထားတဲ့ Channel ၃မျိုးနေမှာတော့ရွေးကောက်ပွဲကိုဘယ်နေချင်ပါမလဲဆိုတော့ကိုမသိရသေးပါဘူး။စစ်ကောမရှင်ကမျိုးနေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမဖွင့်ထားတဲ့မျိုးနေတွေထဲမှာတော့ကချလိုက်ရဲ့အဖွဲ့အစည်း KNO KNA ကထိန်းချုပ်ထားတဲ့ချီပွေဆိုလို Sombrabo Mansi မမောင်နဲ့အင်ဂျင်ယာမျိုးနေ၆မျိုးနေတို့လည်းပါဝင်ပါတယ်။ဂျာပင်အခုချိန်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ကောမရှင်ကအပြေအဝမထိန်ချုံနိုင်တဲ့ ဖကန်ဗမော်နေရှိကမြို့နေရောမှာလဲမြို့နေရွေးကောက်ပေးကော်မရှင်အဖွဲ့ခွဲရီကိုမဖွဲထားပါဘူးစစ်ကောမရှင်ကတော့ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့မှာကချင်မီနီထေကဂန်အထင်းချုပ်ချားတဲ့ချစ်ပွေမြို့နေဆောလုံမြို့နေစမရဘူမြို့နေနဲ့အကြောင်းရောက်မြို့နေရောမှာရွေးကောက်ပွဲမချမ်းပါဖြစ်ဘူးလို့ထုတ်ပြန်ထားပါတယ်ပြချင်းနာမြို့ကိုနစ်လူဝဲရမြို့ချမ်းစီတီဖြစ်စစ်ကော်မရှင်ကဖော်ညွှန်းခဲ့ပေမဲ့တကယ်မြေပြင်မှာတော့ ခိုးဆိုးလူရဲမှုတွေနေတိုင်းနှီးပေါင်းဖြစ်ပွားနေပြီးဒေသခံပြည်သူတွေလုံခြုံမှုကင်းမဲ့နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ခိုးဆိုးလူရဲမှုတွေအသက်အန္တရာယ်ပြုမှုတွေကြောင့်ဒေသခံပြည်သူတွေနေဆင်သွားလာရေးမှာစိုးရိမ်ပူပန်နေကြပြီးစက်တင်ဘာလဝက်မကျိုးခင်အတွင်းမှာကိုပဲခိုးဆိုးလူရဲမှုတွေခက်ဆစ်ဆစ်ဖြစ်ပွားခဲ့ပါတယ်။လကူလကူကရှုနယ်လမ်းနေကေလောဝမ်ဂျွန်ဒဲလမ်းတဲဆန်နမစ်ဆန်ငယ်လမ်းကိုကရော့ဆောင်ဝါချွေကော125ဆန်ကေရှာလကူအဲ ရောက်ကပထရီစင်ကေတို့ခရာကရှုနယ်လကူဝစင်ကန်တဲ့ပရူခောင်းယံကွန်ပရက်ဆန်ပုတ်ပင်လန်ဂူယေမရှာငါလာမရယံဂူယီဆာအန်တောင်းငါယံပြီဇောလာဒါနာရှန်ငါရာမြို့တွင်မှာသမ ्या တိုက်လူရက်သားတွေခက်စိတ်စိတ်ဖြစ်ပွားလာပြီးတော့တနေ့တည်းမှာတင်ခိုးဆိုးလူရက်မှုအနည်းဆုံး၂ကြိမ်လောက်ဖြစ်ပွားနေရလို့မြို့ခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ဖုန်းပတ်စံ8ဆိုင်ကယ်လူရက်ရင်လူအသက်ကိုအန္တရာယ်ပြုတတ်ကြတယ်လို့ညဘက်ဆိုင်ကယ်စီးပြန်လာချင်း ဓာထောက်လို့ရခံရတာကြောင့်ဆိုင်ကယ်ချပြီးလမ်းလျှောက်ပြန်ခဲ့ရတဲ့အဖြစ်တွေလည်းရင်ဆိုင်နေရပါတယ်။စက်တင်ဘာလ3ပိုင်းကနောင်နန်းကျေးရွာမှာမိန်ကလေးငယ်တဦးရပ်ပိုင်းလောက်ပျောက်နေခဲ့ရကနေဒိတ်ဆုံးနေတဲ့အနေအထားနဲ့ပြန်လည်တွေ့ရှိခဲ့ပါတယ်။စက်တင်ဘာလ10ရက်နေ့ကလည်းမြစ်ချနာမြို့အောင်နန်းရပ်ကွက်ကရွှေစန်းလီရွှေဆိုင်မှာတနတ်တော်ကိုင်ဆောင်ထားတဲ့သူတွေကရွှေထက်ပစ္စည်းတွေဝင်ရောက်ကြများတိုက်ယူသွားခဲ့ပြီး အဲ့ဒီနေ့မှာပဲမြချင်းသားမျိုးကချင်စုရက်ွက်မှာလဲဓမြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်စက်တမလာ12ရက်နေ့ညကလည်းခေမာတီရီရက်ွက်မှာလူငယ်3ဦးက ဖုံးလူရမှုရှိခဲ့ပါတယ်စက်တမလာ14ရက်နေ့ကလည်းစီတာဘူးရက်ွက်နဲ့တကုံရက်ွက်မှာပစ္စည်းခိုးယူသူတွေကို ရက်ွက်နေပြည်သူတွေကဖမ်းဆီးရမိခဲ့ပါတယ်။ခိုးဆိုးလူရဲမှုတွေအဖြစ်များတာကြောင့်ရက်ွက်အသွင်းမှာလည်းနှိစက်ရအဖွဲတွေဖွဲ့ထားရတယ်လို့ဆိုင်ကယ်စီးနေရင်လည်းနောက်ကြည့်မှန်ကနေမကြာခဏကြည့်ပြီးတတိထားမောင်းနေရတယ်လို့မြင်ချီတာမျိုးခန့်အမျိုးသားတဦးကလည်းပြောပါတယ်။ကိုယ်လည်းတတိထားနေရတယ်မောင်းရင်ပြေမထွက်တာပဲကောင်းပါတယ်ပြီးတော့စီလည်းနားမဲ့ကွာနည်းနည်းဟိုပြက်တာတော့ဘာလို့များလို့ဆိုရင်ကမလွယ်ဘူးအဲ့လိုမျိုးတော့တတိထားရတယ်ကွာစံစည်းနေနေဘက်မှာနေကြည့်နေရတာဟိုလဲလဲကြီးကြည့်နေရတယ်လည်းမျိုးဖြစ်နေတာ ပြီးခဲ့တဲ့လတွေထက်ဆိုင်စက်တင်ဘာလအတွင်းမှာပဲလူရဲသူတွေကိုဒေတာခံပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာခက်စိတ်စိတ်တွေ့လာရပြီးဖမ်းဆီးရမိတဲ့ခိုးဆိုးလူရဲသူတချို့ကိုလည်းဒေတာခံတွေကကျွန်တော်တခိုးပါဆိုတဲ့စာသားတွေကိုချိတ်ဆွဲပေးတာကိုလူမှုကွန်ရက်ဆာမျက်နှာမှာတွေ့မြင်ရပါတယ်။ဒေတာခံတွေရဲ့ဝိုင်းဝန်းဖမ်းဆီးမှုကြောင့်ဖမ်းဆီးခံရတဲ့ခိုးဆိုးလူရဲသူတချို့ကတော့ရဲစခန်းရောက်တဲ့နောက် JA ပေးဖို့တောင်းပန်တာမျိုးရှိတာကြောင့် JA ပေးလိုက်တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီးတချို့နေရာဘက်မှာတော့ပထမတစ်ခေါက်ဖမ်းဆီးမိရင် တတိပေးပြီးပြန်လွတ်ပေးတာမျိုးရှိရလို့သိရပါတယ်ဟုတ်ကဒီမှာပြပြန်တန်းစီလို့မရတဲ့အခြေအနေဖြစ်နေတဲ့အခါကျတော့လူနေရာ၃ယောက်လောက်ယောက်ျားလေးရဲ့အမျိုးစုပြီးဆိုတော့အမြင်တန်းလို့လို့ကိုတယောက်ထက်ဖြတ်သွားလို့ရှင်တော့မလုံချုံတော့တော်တော်လေးကိုဆိုးတယ်လို့ပြောရမှာအခုလုံးမချနာမျိုးမှာလုံချုံမှုမရှိဘဲခိုးဆိုးလူရဲမှုဖြစ်စဉ်တွေခက်ဆိတ်ဆိတ်ဖြစ်ပွားနေပေမဲ့ စစ်ကော်မရှင်ကတော့မြချင်းနာမျိုးကိုမြန်မာနိုင်ငံရဲ့နှစ်လိုဖွေရမျိုးလို့ခေါ်ဆိုခဲ့ပါတယ်။စက်တင်ဘာလအတွင်းကျင်းပခဲ့တဲ့22ကြိမ်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲမှာမြချင်းနာမျိုးကိုမြန်မာနိုင်ငံရဲ့နှစ်လိုဖွေရမျိုးအဖြစ်ပြန်ခံဖွဲ့သွားရောပြသခဲ့တာပါ။ဒါပေမဲ့နှစ်လိုဖွေရမျိုးအဖြစ်ပေါ်ပြခံရတဲ့မြချင်းနာမျိုးကတော့တကယ့်အမည်ပြင်မှာတရားဥပဒေစိုးမိုးမှုအားနည်းနေပြီးလုံခြုံရေးစိုးရင်ပူပန်နေရတာပါ။ မစ်ချနာဒေတာခန်တွေဟာခိုးဆိုးလူရဲမှုတွေကြောင့်တွားရီလာရေးစိုးရင်ပူပန်နေရတယ်လို့စစ်ကော်မရှင်ရဲ့ကားဆိုင်ကယ်လိုင်စင်မဲ့ဖမ်းဆီးမှုကလည်းဒေတာခန်တွေရဲ့နေစဉ်တွာလာလှုပ်ရှားရေးမှာအကျတ်တွေ့စေပါတယ်။တစ်ဖက်မှာလည်းမြို့တစ်ဖက်ကဝိုင်းမော်မြို့နယ်ဘက်မှာတိုက်ပွဲတွေအများလို့လို့ဖြစ်ပွားနေတယ်လို့မစ်ချနာမြို့အတွင်းမှာဆိုရင်မာဘခါတရဲ့ energy ပြစ်ခတ်မှုတွေကြောင့်လည်းဆိုရင်နေရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ကမြို့ထဲကြားရောက်လာတဲ့ energy ကြီးကြောင့် ရမ်ဘူရကွက်ကအသက်၁၂နှစ်အရွယ်မိန်းကလေးငယ်တဦးခြေစားထိမှန်တေဆုံးခဲ့ပြီးတရားရတူလည်းရှိခဲ့ပါတယ်။အခုလိုခိုးဆိုးလူရမှုလက်စမဲ့ရင်ဖန်ဆင်းမှုနဲ့လက်နက်ကြီးရန်တွေစိုးရိမ်နေရတယ်လို့တနေ့တခြားမြင့်တနေတဲ့ကုံစင်းနှုံးတွေကြောင့်လည်းအခက်တွေ့နေရပါတယ်။အချာမရှိတဲ့ကုံစင်းနှုံးမြင့်တမှုတန်တွေနဲ့အလုတ်ခံရှာပါပြီးငွေကြေးရှာဖွေဖို့ခက်ခဲမှုတွေကိုဒေသခံတွေခါးစည်းခံနေရတာပါ။အာနာသိမ့်ပြီးနောက်ပိုင်းကချင်ပြည်နယ်ရဲ့မြို့တော်မြင်းချနာမြို့မှာအောက်စုလိုက်ဒုတ်ဒါကိုင်ဆောင်ပြီး ပစ္စည်းလူဓာတ်ထုတ်ရတွေပေါ်ပေါ်တင်တင်အဖြစ်များလာတဲ့အဒီအခြေအနေတွေနဲ့လိုက်ပြီးတတ်မှတ်မယ်ဆိုရင်တော့စစ်ကော်မရှင်ကညှို့ဆို့ခဲ့တဲ့နှစ်လိုဖွဲ့ရမြုပ်ကုံပုံးနဲ့အခြေအနေကွဲပြားနေတာကိုတွေ့မြင်ရမှာပါမြန်မာနိုင်ငံတင်ချာနေတဲ့ TV အစီအစဉ်ကိုအပစင်ချာတာပရင်းနေမနေ့ရှင်းနိုင်တိုင်းမှာတင်ဆက်ပေးသွားမှာ ဖြစ်တာကြောင့်မြန်မာနိုင်ငံတင်ချာနေရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာ လာရောက်ကြည့်ရှုနိုင်ပါတယ်ပိတ်သက်အားလုံးကိုယ်စိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ